သည်ရင်းနှဲမပါပဲဘာမှမလုပ်အဓိကကပေါ့နော်အဲ့ဒီကမွေးနေ့ဖြစ်နေတာမနေ့ကလည်းနည်းနည်းဝမ်းနေနေရလဲပါတယ်ပေါ့နောက်တစ်ခါကျတော့နိမိရဲ့အဲ့အလကားပဲတစ်ချက်ကလေသူ့ကိုလေကျမအရန်ကိုကြိုက်ရတဲ့အဆိုတော်ဖြစ်တယ်အဲသူနဲ့ဘလောက်ခင်ခင်သူ့ပွဲတွေကြည့်ရင်လည်းအဲ့လိုမျိုးအဲ့လိုတချင်းဆိုရင်ကျမကြိုက်လွန်းလို့အဲ့လိုမျက်ရည်လဲမတက် ဖြစ်တာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာခန်းစားချက်လေးတချို့ကလည်းရှိနေတော့အဲငိုမိသွားတာကွယ်အမှန်တိုင်းပြောရင်ကိုကအဲ့လိုနေရာတွေမှာလည်းမငိုချင်းသလိုတဲ့မလားမလုပ်ချင်ပါဘူးသူများကိုအပျော်ပဲပေးချင်တယ်သူများကိုပျော်ရွှင်ခြင်းပဲပေးချင်တယ်မျက်ရည်မကျချင်ကျောင်းอ่ะဗောနော်ဒီဒါသူတို့တငယ်ချင်းတွေလည်းဖြစ်မဲ့ချင်းလဲဒီဆိုင်อ่ะဗောနော်အဲ့ဒါဆွေကိုဒီပွဲတက်ပေးဖို့ဟိုပါဗောနော်ဆွေကိုဒါတေချာကိုငါအဲလူပညာကြီးနဲ့တေချာလေးပေါ့ ပြောလာတာပေါ့ဟုတ်သူကစိတ်ကိုစိတ်ရင်းကောင်းနဲ့စိတ်ထားပြည့်ဝတဲ့မင်းသားတွေမှာပါပါတယ်ဘာလို့ပြောတာလဲဆိုရင်ဆွေရဲ့ရုပ်ရှင်ကတင်သမျှကိုသူမအားလဲတက်တက်ကိုလက်မဲ့ဝယ်ပြီးသွားကြည့်တယ်သူမျိုးအဲအပြီးရင်ဆွေရဲ့ကြည့်နေပြီနော်ဆိုပြီးတော့အဲ့လိုလက်မဲ့လေးပြပြတယ်အဲရုပ်ရှင်ရဲ့ဒီကြည့်နေတာလေးတွေသူပြန်ပြတယ်သူကအရန်ကိုသဘောဒါပြည့်ဝတယ် ကဘယ်ပွဲမဆိုပေါ့ဒီဟာအလုတ်ပေါ်မှာဆွေလေးစားရတယ်ပေါ့နော်ကို့အလုတ်ပေါ်မှာကိုလေးစားရတယ်ပြီးတော့အဝါဒနာလည်းပါတယ်ပေါ့နော်အဲ့လို fashion တွေဝေးရတယ်လည်းဝါဒနာပါတယ်အဲကျမ fashion အမြင်ရှိတယ်တော်တယ်လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့ကျမကကျမကိုအပ်တဲ့လုပ်ငန်းရှင်အပေါ်မှာ respect ထားတဲ့သဘောနဲ့အတက်နိုင်ဆုံးကိုနားလေတဲ့လောက်လေးတော့အကောင်းဆုံးတော့ဝတ်ဖြစ်ပါတယ်ဒီနေ့ dress က designer ကြော်ထက်အောင်ပါဟုတ်သူဆွေချင်လို့လို့ချုပ်ပြရသူသိအားတာမဟုတ်ဟုတ်ဒါပေမဲ့အရန်ကြိုက်တယ်ဆွေရ leather ဝတ်ချင်တယ်လို့ အဲဆွေးကြိုက်တဲ့ပုံစံကြတော့လေဒီလိုမျိုးလေးတွေများတော့သူကလည်းမဟုတ်ဘူးစိနဲ့လည်းဒီပုံစံလိုက်မယ်အဲသူလည်းစဉ်းစားပြီးတိုင်ပင်လိုက်တာပေါ့နော်ဟုတ်ဘယ်နဲ့ရောအရင် excited ဖြစ်ပါတယ်အဲခုနကလည်းတချင်းတွေတိုက်တာပျော်တယ်ပေါ့နော်အမတ်တရဘဝမှာကိုငငယ်ကလေးကကြိုက်ခဲ့ရတဲ့ example group နဲ့ဒါကိုထုံးတို့နဲ့ဆိုရမယ်ဆိုတော့အရင်ကိုစိတ်အတွက်ကအမတ်တရနဲ့ပျော်ဖို့ကောင်းတယ်ပေါ့နော်ဟုတ်ဟိုရှိတော့ဒါ ဟိုအောက်ကပြိသက်မပြင်းအောင်ရောတခါလေကြတော့ session လည်းပြောလာလို့ရှင်တော့ဆိုပြပါတယ်ရွေးချယ်မှုကတော့အမှန်တိုင်းပြောလို့ရှင်ဆွေရအခုနောက်ပိုင်း session ရဲ့ request ထုတ်လာရင်မားတို့တချင်းဆိုရမယ်ဆိုလို့ရှင်ဆွေတို့တေးရေးကိုအကြောင်းကြားပြီးတော့မှတေးရေးခွင့်ပြုမှတေးရေးကိုလည်းလူပညာကြီးလေးကတော့ပြီးတော့မှဆွေတို့ဆိုလို့ရပါမယ်အဲအဲ့ဒါကိုလည်းဆွေရပြောထားပါတယ်နောက်တစ်ခုကတကယ်လို့များပေါ့နော် urgently ဟိုအပြော်ဆိုလိုက်ရတယ်ဆိုလဲဆွေ respect ထားပြီးတော့အဆိုတော်တွေဖုံးဆက်တဲ့အဲရွှေထူးဆိုလဲအဲ့လိုဖုံးဆက်ပြောတာ ဆိုင်ဆိုင်သချင်းဆိုပြလေကိုဆိုင်ရေဆီဒါလေးကတော့အဲဆိုပြစ်သွားလို့အဲ့ဒါခွေတောင်းတာဘယ်လိုလေးလောက်ရမလဲဆိုရင်အဓိကတော့တီဘက်ကိုဆွေးလို့ပါ respect ထားရမယ်ပေါ့နော်ဒါသူတို့ရဲ့အမှုပညာကိုတမိုးထားတဲ့အနေနဲ့နောက်ပိုင်းသချင်းတွေဆိုလို့ရှိရင်အဆွေအနေနဲ့ပြောတာပါအဲ့လိုမျိုးပေါ့ဟိုဆိုင်ရှင်တွေကို request လုပ်တယ်ဆိုရမှာလားဆိုရမယ်ဆိုရင်တော့သချင်းလေးတွေကြိုရွေးပြီးတော့တီးကိုလည်းအကြောင်းကြားပြီးတော့ခွေတောင်းမယ်သချင်းလေးတွေကိုဒီတရက်ဆိုခွင့်ပေါ့နော်ဝယ်မယ်ပေါ့အဲ့တဘောပေါ့ဟုတ် ်ဘူးကိုယ်တိုင်ကတော့နားကြကောင်းအထီးကတမင်လောက်ယူထားတာဘာမှမရှိဘူးဆွေဒီရင်ထဲမပါပဲဘာမှမလုပ်အထီးကပေါ့နော်အဲ့ဒီကမွေးနေဖြစ်နေတာမွေးနေဖြစ်နေတော့မနေ့ကလည်းနည်းနည်းဝမ်းနေနေရလဲပါတယ်ပေါ့နောက်တစ်ခါကျတော့နီနီရဲ့အဲ့အလကားပဲတစ်ချက်လေသူ့ကိုလေကျမအရန်ကိုကြိုက်ရတဲ့အဆိုတော်ဖြစ်တယ်အဲသူနဲ့ဘလောက်ခင်ခင်သူ့ပွဲတွေကြည့်ရလဲအဲ့လိုမျိုးအဲ့လိုတချင်းဆိုရင်ကျမကြိုက်လွန်းလို့အဲ့လိုမျက်ရည်လဲမတက်ဖြစ်တာပေါ့ လည်းရှိနေတော့အဲငိုမိသွားတာကွယ်အမှန်တိုင်းပြောရင်ကိုကအဲ့လိုနေရာတွေမှာလည်းမငိုချင်းသလိုတဲ့မလားမလုံချင်ပါဘူးသူများကိုအပျော်ပဲပေးချင်တယ်သူများကိုပျော်ရွှင်ခြင်းပဲပေးချင်တယ်မျက်ရည်မကျချင်ဒါပေမဲ့လူစိတ်ဆိုရလဲတစ်ခါတလေဝမ်းနေတတ်တယ်သိရမလားဘလောက်ပဲ strong ဖြစ်ဖြစ်အဲစိတ်ပင်ပန်းထားတာတွေရှိရဲ့အတွက်မျက်ရည်ကျသွားတာအားနာပါတယ်လို့ဟုတ်အလုပ်ကတော့လုပ်ပါတယ်အမြဲလုပ်ပါတယ်ကျမကဟို professional sense နဲ့နေထိုင်တယ်အဲလူမှုရေးနဲ့အဲ့လိုမျိုးတွေမရောဘူး မလှုပ်တဲ့အလုပ်ကိုပဲအကောင်းဆုံးလုပ်ပါတယ်ဟုတ်အဓိကလူဆိုတော့လှုပ်ယူလို့မရဘူးရှင့်အဲသဘောတရားကဟန်ဆောင်နေတဲ့လူဆိုလို့ရှိရင်တသက်လုံးဟန်ဆောင်လို့မရဘူးလူကကောင်းခြင်းမကောင်းခြင်းဆိုတာပုံမှာပေါ့အဲ့ဒီကြတော့ဘာပဲပြောပြောဆွေအားအလုံးကိုဟိုဂျင်းလေးရရှိတဲ့အတိုင်းဆက်ဆက်နေတဲ့အတွက်အလုံးရဲ့မေတ္တာကိုပြန်ရရလို့ထင်ပါတယ်ရှင့်ကိုကူနေအရင်ကတည်းကသွားတယ်အခုကဒီလိုအဲ့နေက BJ တင်းကကြတော့ဆွေရအီလီတို့ရန်ဟူကိုတို့အရန်ကြိုက်ကြိုက်တော့ကြတော့သွားကိုကြည့်မယ်ကွာဆိုပြီးတော့ သွားတဲ့အချိန်မှာကုကုလိုက်မလားဆိုကုကုကလည်းရန်ကုကိုပဲကြိုက်တော့ကျတော့လိုက်ခဲ့တာပျော့တယ်လေအဲ့လိုမျိုးတငယ်ချင်းလိုပဲလေအလုတ်ကျတော့ကလေးကကြောင်းလက်တက်နေရတာနဲ့ပြီးတော့အလုတ်ကျတော့ तू မလိုက်ချင်သူဟိုလိုအပျော်လို့သာလိုက်ခဲ့တာဆိုတော့ဟုတ်ခုလက်ရှိကန်စားချက်ဆိုရင်တော့အာအဓိကတော့ဒါအလုပ်တင်နေဖြစ်တဲ့တကယ်ချင်းနေနေပေါ့နော်အဲ့လိုကိုကြည့်ရတဲ့သူတွေနဲ့အဲပြီးတော့ကိုချစ်ချစ်ခင်လို့ပေါ့နော်ဒါအားလုံးကမေတ္တာပေးကြရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့အော်ဆွေပွဲသက်လေးတွေတော့ရှိပါတယ်ပြီးလို့ရှိရင်ခီးတွေသွားဖို့ရှိတယ်ပြီးရုပ်ရှင်ကားရိုက်ဖို့ရှိ ုတ်တယ်အရန်စကြတာအလေးအောင်စိုးစိုးမကြီးနိုင်ဘူးသူစတာလေအရန်ပြီးရင်အဘယ်လိုပြောမလဲအရန်စတယ်သူဆိုရင်ဒါပေမဲ့ချစ်ဖို့အရန်ကောင်းတယ်အလေးရောက်လဲမိသားစုမှာချစ်ဖို့ကောင်းတဲ့နေရာမှာပါပါတယ်ဟုတ်ချီကိုချစ်ခင်ပေးကြရတူရောပေါ့နော်ချို့ကြရလဲ အဲကြည်မရတဲ့လူလည်းရှိချင်ရှိမှာပေါ့နော်ဒါကတော့ချစ်တဲ့လူရှိသလိုမုန်းတဲ့လူလည်းရှိရဲအဲကျတော့သူကတော့အသက်နိုင်ဆုံးတယောက်ပဲချစ်ချစ်တယောက်ပဲချစ်ချစ်အသက်နိုင်ဆုံးကြိုးစားသွားပါမယ်လို့ဟိုမရလေးရှင်လည်းတောင်းပန်ပါရဲ့လို့ပြောချင်ပါရဲ့ရှင် comment ကကျတော့ကျွန်တော်တို့ပေါ့နော်ဒီအလုပ်လုပ်နေတဲ့လူတိုင်းကတော့ bad comments လည်းရှိသလိုဟိုကောင်းတဲ့ comment လည်းရှိတယ်အဲဒါ bad comment ဆဲမှာမှကိုကပြုပြရမယ့်ဟာဆိုယူလိုက်တယ်မဟုတ်ဘူးတချို့ကဒါအရင်မုန်းပြီးပြီးတော့ကိုကိုအကြောင်းမသိဘဲနဲ့ပြောနေတာပြောကြလဲအော်မဖတ်တော့ဘူးပေါ့နော်အဲ့လိုပဲသွားလိုက်ပါ Oh, ี่ยจะไปยังไม่จอดจีไรดีเนี่ยจีไรจบเจ๊จะมา